ဆရာတော်ဗျာတပည့်တော်မောင်မေကိုရှိခင်ပေးကြပါဗျာကိုဘောရောက်มาတဲ့သူကိုတချိန်မှာအဲ့တိုင်းပြန်လို့အခုလိုဖြစ်ပါသလားရှင်ဗျာကောင်းလေမေကိုကဒါကြတော့ဟုတ်ပြီနော်ကို့ဘော်ရုံမာတဲ့သူကို့ဘော်မကောင်းကြံတဲ့သူကိုကိုကပြန်ကလေးစားချင်မယ်ပေါ့ပြန်ကလေးစားချင်အပြန်ကလေးစားချင်တဲ့သူကအကုသိုလ်ဖြစ်တယ်လားဆိုတော့အဲ့ဟာဖြစ်တယ်မမီနော်အကုသိုလ်ဖြစ်တယ်ဒါနဲ့ပတ်သက်ပြီးဟာဖဖို့ကိုသူ့လုံးလို့ကိုကပြန်လုံးတာလေအဲ့လိုပေါ့နော်အဲ့ဟာသူ့ ။ तू လှုပ်လို့ကိုကပြန်လှုပ်ဒါပေမဲ့ तू လှုပ်လို့ကိုကပြန်လှုပ်တယ်ဆိုပေမဲ့ तू လှုပ်လိုက်တာ तू အာဟုတုကိ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 ုတာကိုကိုရုံမာတယ်ကိုကိုဒီမကောင်းကြတယ်အဲ့မကောင်းကြတဲ့သူမှာသူမှာအာဟုတုဖြစ်သွားပြီ။အဲ့ဒီအာဟုတုရဲ့ဆိုကြို तू ကပြန်ခံစားရမှာနောက်တစ်ချိန်မှာ။နော်အဲ့ဒါဒါပေမဲ့ကိုကပြန်လုပ်တယ်ဥပမာဥပမာမိမိကိုဘဘွားပြန်မေးမယ်မေးတယ်မလို့မိမိကိုခွေးကြိုက်မယ်မိမိကပြန်ကြိုက်မလားမကြိုက်ဘူးလားမမမိမိပြန်အဲ့လိုမျိုးပေါ့ ငါ့ကိုခွေးကြိုက်တယ်ငါ့ကိုကြိုက်တယ်ခွေးတွေ့ကြသေးတာပေါ့ပြန်ကြိုက်မယ်ဆိုရင်အဲ့ဒါကခွေးနဲ့မိုက်တဲ့လူမဖြစ်ဘူးလားမမိအဲအဲ့လိုပဲသူကကိုယ်လာလောက်တယ်အဲ့သူလောက်တာသူအကုသူပဲလေခွေးကြိုက်ရင်ကိုယ်ကပြန်မကြိုက်ဘူးပြောသူလို့သူလောက်ရင်လည်းကိုယ်ကပြန်မလုပ်ပဲနဲ့အဲပြန်ကလေးစားချေခြင်းရနော်ပြန်ကလေးစားချေလိုက်တော့ကို့မှာအကုသူပြန်ဖြစ်သွားတာပေါ့မမိနော်အဲ့နံပါတ်တူပြောရရင်ဖုံဖုံလေးငငယ်ကစိုးတယ်ဗျနော်ဖုံဖုံလေးငငယ်ကစိုးတယ်နော်တတမမိလေးအတိုင်းပဲနော် အဲ့ဒါဆိုရဲဆိုဟောလို့ရေးဆိုရတော့မဟုတ်ဘူးလေကိုယ့်ကိုလာလို့ရင်ပြန်လုံးချင်တာနော်ကိုယ့်ကိုပြန်မကောင်းကြံတဲ့သူဆိုလေကိုကပြန်ပြီးတော့ပြန်ကလဲစားချင်တယ်အဲ့လိုကလဲအဲ့လိုပြန်ကလဲစားချင်တာကိုပဲကိုကိုကိုဂုံယူတာငါတော့ဟုတ်လားနော်တဲဟုတ်ပါလားအဲကိုကိုကိုအဲ့လိုမျိုးထင်ခဲ့ဘူးလေဖဖို့လည်းငငယ်ကမှားခဲ့ဘူးလေအဲဖဖို့ဒါဖဖို့ပြန်မကောင်းကြံရင်သူ့ကိုပြန်မကောင်းကြံနော်အဲငငယ်ကအဲဖဖို့စီးရဲ့ဆက်ဘဲကိုလေလာလျှော့တဲ့ကောင်မှတ်ထားတယ်သူ့သူ့စီးရဲ့ဘဲကိုကြတော့ဖဖို့ကဖောက်ဖို့ဖောက်ပလိုက် နော်သူ CS ဆက်ဘဲကိုကြာတော့ तू ကလေးပဲရှော့တာဘဘကစိတ်ကတူနေတော့ तू CS ဆက်ဘဲကိုမှတ်ထားမှတ်ထားပြီးတော့အဲ तू မသိအောင်အဲ့ရစာအဲ့ရစာတိတ်ချိန်မှာဘဘဟိုလို toilet သွားတူလို့ဘာလို့လို့ ਨੇ အဲ့ကောင် CS ဆက်ဘိန်းသားသွားပြီးတော့အဲ့ရတန်ချုံနဲ့ဖောက်ပလိုက်ဒါရအရန်ဆိုတာလေဂုံစရာမဟုတ်ဘူးဒါဘဘမှားခဲ့တာကိုပြောပြတယ်အဲ့လိုမျိုးအမှန်တော့ကိုယ်တကယ်ချင်းချင်းစတာပဲစတာနဲ့စိတ်တွေတိုးကုန် နော်စိတ်ရတူကုန်တော့ပြန်ကလေးစားချေတာကြီးကိုကောင်းတယ်လို့ဘုဖုငငယ်ကထင်ခဲ့ဘူးလေဒါတော့ပြန်တွေးကြည့်ရတာအရင်ဆိုးတာတော်တော်ဆိုးတာပဲပေါ့နော်တော်တော်ဆိုးတာလို့ဆိုတာတိလာတယ်ပေါ့အခုကြတော့ဘုဖုကအခုလည်းဘုဖုကလေးစားချေနော်အဲနော်တေချာနာတော့ဘုဖုကအခုလည်းပြန်ကလေးစားချေတယ်ကို့ဘော်ဆိုးရဲ့သူတွေကိုဘလို့ကလေးစားချေတယ်ဆိုတော့ငငယ်တုန်းကကလေးစားချေတာကြတော့ကို့ဘော်ဆိုးရင်ကိုကသူ့တက်ပို့ဆိုကို့ကိုတစ်ချက်ရိုက်ကိုကနှစ်ချက်လောက်ပြန်ရိုက်အဲ့တော့ကို့ကိုကိုကောင်းတယ်လို့ထင်တယ်အခုဘုဖုကဘုန်းကြီးဖြစ်လာတဲ့အခါကျတော့ ဖျားဟောတဲ့အင်းနဲ့ကလက်စားချင်ဘလို့ကလက်စားချင်လဲဆိုတော့ကိုယ်ရိုက်တဲ့သူကိုယ်ဆိုးတဲ့သူကိုကိုကပြန်မရိုက်နော်သူကနိုင်ကျင်တာပေါ့နိုင်ကျင်တာလို့လောကလူတွေကကြောက်တော့ကိုယ်တစ်ချက်ရရင်ကိုယ်ကနှစ်ချက်ရရင်ငါတော့နိုင်သွားပြီငါတာသွားပြီငါမြတ်တယ်လို့ထဲတယ်ဒါပေမဲ့အဲ့လာဒီကိုယ်ကအကုသို့ဖြစ်သွားတာအခုဘုဘုံတို့ကဗုဒ္ဓရဲ့ဆုံးမတွေကိုနာယုံမတန်အားထုတ်တဲ့အခါကျတော့ဘုဘုံကနိုင်ကျင်တယ်အကောင်းဆုံးသီးနဲ့ကလက်စားချီကျင်တဲ့အခါကျတော့ ဘုရုဘုရားရှင်ကဘယ်လိုဆုံးပါလဲဆိုတော့ဘုရုကအကောဒေနာဇင်းနေကောတယ်ဒီအတာတော်ဓာတုနာဇင်းနေနော်မယံကြမ်းတမ်းတဲ့သူစိုးသွမ်းတဲ့သူကိုတဲ့မေတ္တာနဲ့အောင်မြင်ရဤတယ်ဘာလဲလဲစိုးသွမ်းမယံတဲ့သူကိုအဲ့ဒါကြတော့ဘုရုကပညာရှိသူတော်ကောင်းတွေရဲ့တကယ်တအတိုင်းယူခြင်းနှမျိုးတုံးတဲ့သူဘုရုငယ်ရကြုံမှုတဲ့တချို့အယက်ကစင်းနေတဲ့တငယ်ချင်းတွေမရှိဘူးလားတိရမအောင်ရှိလားမဟုတ်ရင်တောင်းစားရင်မဟုတ်မကြွရတဲ့ငယ်ချင်းရှိလား ဟာလိုက်လို့ရသူကိုအဲ့ဒါဆိုရင်တော့အဲ့ကောင်မှတ်ထားနော်ဒါဒီလိုမှတ်တာငါ့ကိုမဟုတ်လေးကြွေးပါဦးကြွေးဘူးနော်အဲ့ဒါဆိုဒါစိတ်ထားပုံအဲ့ရဒါအကုန်လုံးတော့ဒါပဲကြွေးရဆိုပြီးတော့ကြွေးရတယ်အကုန်လုံးလည်းတော့မစားနိုင်ဘောသူများတော့ကိုယ်လည်းနည်းနည်းစားသူကိုယ်တကယ်ချင်းလည်းစားဘောအဲ့ဒါဆိုတော့ဒီကောင်ကဒီသူကငါတကယ်ချင်းဘသူကငါမဟုတ်တောင်းစားတော့မကြွေးဘူးဟုတ်ပြီမင်းမှတ်ထားတော့နော်ငါမဟုတ်ရရင်လည်းမင်းကိုမကြွေးဘူးနော်အဲ့ဒါဖိုးဖိုးတွေငငယ်ကအသွေး အခုကြတော့ဘဘုံတို့ကဖះဘယ်လိုဆုံးမလဲဆိုတာလေနှမျိုးတုံးတူတဲ့သူကိုတဲ့နော်နှမျိုးတုံးတူတတ်တဲ့သူကိုပေးကမ်းခြင်းဖြင့်အောင်မြင်ရ၏တဲ့ဒါလည်းလေပေးကမ်းခြင်းဖြင့်အောင်မြင်ရတကယ်တော့ဘယ်လိုပုဂ္ဂိုလ်ကိုလဲနှမျိုးတုံးတူတဲ့သူကိုပေးကမ်းခြင်းဖြင့်အောင်မြင်ရတယ်အဲ့ကြောင့်တော့လောကီအနေနဲ့လောကုတ္တရာအနေနဲ့တော့စက်ညစ်ဘက်တွေဖြစ်သွားဘဘုံအားဆိုအားတယ်လို့မဟုတ်အားအားတာမဟုတ်အဲ့မြင့်မြတ်သူတို့ရဲ့အလုံးတဲ့ဒါလည်းလေ နော်အဲ့ဟာကိုတကယ်ချင်းထဲမှာကိုမုတ်ကိုအဲ့မုတ်ကောင်းစားတော့ तू ကပြေးတော့စမှတ်တာကိုမုတ်လေးပြန်ဖက်ပြီးကျွေးလိုက်ကိုကသဘောထားကြီးကြောင်ပြလိုက်တွေ့လားမင်းငါ့ကိုမုတ်မကျွေးပြန်လဲငါမင်းကိုကျွေးတယ်ဆိုအဲ့သူ့အနိုင်ယူလိုက်တာအကောင်းဆုံးအနိုင်ယူခြင်းအဲ့တကယ်ရှက်တဲ့အဲ့ရှက်စရာကြီးအဲ့နော်အဲ့အဲ့ကိုကသူ့အတွယ်ဝဲပြီးတော့အနိုင်ယူလိုက်တာပဲမင်းငါ့ကိုမကျွေးတော့ငါလည်းမကျွေးဘူးကွာဆိုတာအဲ့သဘောထားနိုင်ကြအခုကြတော့နားလေလာပြီဆိုရင်နော်မင်းမကျွေးဘူးငါကျွေးတယ် ငါနေမကောင်းဖြစ်တော့မင်းငါ့ကိုဒါမှမဟုတ်မင်းငါ့ကိုမင်းငါ့ကိုဒါမကူညီဘူးចောင်းစာတွေငါမင်းမေးတော့ငါမင်းကိုငါမေးတော့မင်းမဖြစ်ဘူးအခုငါမင်းကိုဖြစ်ပေးမယ်ဘာလို့လဲမင်းတဲ့ငါရဲ့စိတ်ကမင်းမြက်တယ်ဆိုတာကိုတွယ်ဝက်ပြီးသူ့ကိုပြလိုက်တာအဲ့ဒါတကယ်ကောင်းတဲ့အစ်စ်မြက်တဲ့အနိုင်ယူခြင်းအဲ့ဒါအရာမဟုတ်ဘူးအဲ့ဒါကျွမ်းလုံးလို့တော်လုံးတဲ့သူတွေရဲ့လုပ်ရဲအဲ့ဒါအရတယ်လို့မထင်နဲ့တတမမီလေးနော်ကိုယ့်ထက်စိတ်ထဲနေကြတဲ့သူကိုကိုယ့်ကသူ့တဲ့သဘောထားကြီးပြလိုက်တာမင်းကတော့စိုးတယ်နော်အေးဟုတ်ပြီငါကမင်းကိုမစိုးဘူး မင်းဒုက္ခရရင်ငါပြန်ကူညီပေးတယ်အလုံးဝကိုယ့်အကိုလည်းလေးစားလို့ရသွားတယ်အဲတကယ်အဲ့ဒီလူရဲ့စိတ်ထဲမှာလည်းအဲ့ဒီတငယ်ချင်းရဲ့စိတ်ထဲမှာလည်း तू အခုချက်ချင်း तू တည်ရင်လည်းတည်သွားနိုင်တယ်ချက်ချင်းမတည်တော့တော့တချင်း तू တည်တော့ဆက်သွားမှာဆက်သွားတယ်နော်အဲ့လိုအဲ့လိုသဘောထားကြည့်ပြီးအနိုင်ယူတတ်ရတယ်အဲ့ဒါအနိုင်ယူခြင်းအဲ့ဒါအကောင်းဆုံးကလေးစားခြင်းပြီးပဲကိုယ်ကဒေါသနဲ့တုတ်ပြန်တဲ့သူကကိုယ်ကမေတ္တာနဲ့အနိုင်ယူလာကိုယ်ကစိတ်တူပြီးလာပြောသူ့ကိုပြုံးမိကြည့်နေပြီလေငါ့ကိုပြောတယ်ငါဒေါသနဲ့ပြန်ထွက်မလို့မလုပ်မနေပြုံးမိကြည့်နေလိုက် အဲနော်ဥပမာတတမမီးတွေတတမမီးတို့ကိုယ်တိုင်ငယ်ရဲ့ကျင်းကျက်တစ်ခါတည်းလေးကိုယ့်ရဲ့ပစ္စည်းလေးတွေလက်ဆောင်လေးတွေပေးတယ်ဥပမာကိုယ့်ရဲ့ပစ္စည်းတစ်ခုခုပေါ့မဟုတ်ဆိုလဲမဟုတ်ကျွေးတယ်တစ်ခုခုပေးတဲ့အခါမှာတချို့ယူရလဲရှိပါတစ်ခါတည်းလေးမယူရဲသူမရှိဘူးလားအာရရမယူတော့ဘူးရပြီမလိုဘူးတကယ်လို့ကိုပေးလိုက်တဲ့ပစ္စည်းတခုခုကိုသူကညဲလိုက်တယ်ဆိုရင်အဲညဲလိုက်တယ်ဆိုရင်အဲ့ဒီပစ္စည်းကသူကဘယ်သူပြန်ယူရလဲကိုပဲပြန်ယူရဘူးလားသူ့ကိုဒါလေးပေးတယ်သူကမယူဆိုရင်ကိုပြန်ယူရတယ် အဲ့လိုပဲကိုက तू ကကိုယ်ဒေါသနဲ့လာပြောတယ်စိတ်တွေတူပြီးလာပြောတယ် तू ကကိုယ်ဘာလာပေးတယ်ဆို तू ကိုယ်ဒေါသဆိုတဲ့အပူတွေအကုသိုလ်တွေလာပေးတယ်ဟုတ်ပြီနော်ကိုကိုယ်ဒေါသအပူအကုသိုလ်တွေလာပေးတာကိုတတမမီတို့ကပြန်ပြီးဒေါသတွေထွက်လာရင် तू ပေးတာကိုဒါလက်ခံလိုက်တာ ਨੇ तू အဲ့ तू ကကိုယ်ဒေါသတွေထွက်ပြီးလာလာပြီးတော့ကိုယ်မဟုတ်တာတွေလာပြီးတော့စိတ်တူစားတွေလာပြောတဲ့အခါမှာကိုကပြန်မပြောဘဲနဲ့ပြုံးမိကြည့်နေလိုက်တယ် အဲသူစိတ်တွေသူမောပြီးသူပြောချင်တာပြောသူပြောတော့မခံစားနဲ့ငါ့ကိုပြောနေတယ်လို့တွေးမနေနဲ့အေးစိတ်တာနေလိုက်နော်သူ့ထက် level မြင့်တဲ့ပုံစံနဲ့ဆရာကြီးကြီးနဲ့ဆရာကြီးထားနဲ့သူ့ကြည့်နေလိုက်နော်ဆရာကြီးအထားနဲ့ဆရာမကြီးထားနဲ့ကြည့်နေလိုက်ဟာဒီကောင်နေနေတယ်ဒီကောင်မလေးနော် level နေနေတယ်ဆိုတဲ့ပုံစံကြည့်နေလိုက်ကြည့်နေလိုက်ပြီးတော့သူမောသွားပြီဆိုတဲ့ခါကျမှနင်းမင်းပေးတယ်နင်းပေးတယ်အာကုတ်တော်အပူတွေငါမယူဘူးလို့ပြောတယ်ငါလက်မခံတော့ငါမပူဘူးအဲ့ကြတော့ကွန်မြူဆိုတဲ့အဲ့ကဘယ်သူယူရလဲ အဲ့လာပြောတဲ့သူပဲယူလိုက်တာပဲသူကကိုယ်လာဆဲတယ်ဆိုရင်ဘုရားလက်ထက်ကလည်းရှိတယ်ဘုန်းတော်ဘုရားရှင်လက်ထက်ကဘုရားကိုလာဆဲတာနော်ဟိုပုံတိုင်းပြောပါဘုရားကိုဆဲတာဘာလို့ဆဲလဲဆိုတော့သူ့ရဲ့ရဲချိရတဲ့သူ့ရဲ့အကိုကိုဘုရားကဖုန်းကြီးဝတ်ပေးလိုက်တာနော်ဖုန်းကြီးဝတ်ပေးလိုက်ကြတော့ညီကုံနဲ့ချစ်ချစ်ကြီးကြီးနေလာတာငါ့ကိုကအခုဖုန်းဘုရားရဲ့တပည့်ဖုန်းကြီးဖြစ်သွားပြီဒီဒီဂေါရမတော်တော်ဆိုးတာနော်ဘာလို့ညီကုံနဲ့ချစ်ချင်းကိုခွဲတယ်သူ့တပည့်ဖြစ်အောင်စီယုံးပလိုက်တယ်အာဖျားအောင်ဆဲတာညီလုံးတဲ့သူကတော့ဆုံး အဲ့ तू ကသူ့အိမ်မှာလေ तू ကဒီလိုခိုင်ခိုင်ဆဲနေတော့ဘေးမှာရှိတဲ့သူ့ရဲ့အဲ့သူ့ရဲ့ဒါသူ့ရဲ့ဒါအိမ်နီးနားချင်းတွေကလည်းကြာတော့အမြင်ကပ်လာတယ်ဟိတ်ကောင်ဘာရတော်စာနော်အဲ့ရသူတို့ကဘာရတော်စာပုံနာမျိုးနွယ်တယ်ဆိုတော့မင်းအိမ်ကနေဂေါရမကိုဆဲနေလေအဲ့ဂေါရမဘုရားမကြောက်ဘူးမသိဘူးတဲ့မင်းဆဲခြင်းအိမ်ကြီးကဆဲနေတယ်မင်းသွားဆဲတယ်သူနေတဲ့ကြောင်သွားဆဲတယ်ဘေးရလည်းနေနဲ့အားပေးလိုက်နော်ဘေးရမလောက်ပြီလေသူကလည်းစဉ်းစားအေးဟုတ်တာပဲငါအိမ်ကြီးကလည်းထိုင်ဆဲနေငါမောတာပဲရှိတယ်ဖျားရှင်တကယ်တုံးတဲ့ကြောင်ငါသွားဆဲတယ်သူကသွားဆဲတာပုံနာကြီးอ่ะ တော့ဘုရားဒီလိုဘုရားရှင်ကဘုန်းတော်ဘုရားရှင်ကဒါတကယ်ပလင်ပေါ်မှာထိုင်နေတော့အာဒီဘားသာသာလို့ခေါ်တဲ့ပုံနာဘုရားအောင်မြင်လဲမြောလက်ညုံကောင်းကောင်းထိုးပြီးတော့ညတိညပက်ကြီးဆဲတာညတိညပက်ကြီးမိုက်မိုက်ရဲရဲဆဲဒေါနဲ့မောနဲ့ဒေါသထွက်မှတော့အတမကျေဘူးလားအော်ဟစ်ပြီးတော့ဆဲတာဆဲတော့ဥပမာတတမမီးလေအော်ဟစ်ပြီးတော့ဒေါသနဲ့ဆဲမယ်အဲ့ဟာနှစ်နာရီသုံးနာရီလောက်တကယ်တာမနာနဲ့ဆဲလိုက်ဘာဖြစ်လာမလဲ မောလာဒီပုံတိုင်းလဲလို့ပဲနိုင်ဘောတော့ဆိုဘုရားနေနေတော့တော့မစဲဘုရားအေးစေးပဲသူ့ပြောလို့တော့မထင်ဘူးအေးရအေးကြောင်းပဲနေတယ်ကြာတော့ဟိုပုံတိုင်းကဆဲရတယ်မောလာမောလာတော့เนาะအတန်လေးလဲဝင်လာပြီဘုရားအေးစေးပဲကြာတော့သူစိတ်တွေတို့လာအဲ့တော့ဘုရားရှင်အားလို့ဆော့ဆော့ဖုံဖုံပြောတယ်လို့လည်းပြောတယ်เนาะမင်းပေးတယ်အဆဲကိုငါမယူဘူးတဲ့ငါမယူဆိုရင်ဘယ်လိုပဲပြန်ယူရလဲ တဝက်ပြန်ရတယ်เนาะအဲ့လိုမျိုးရှိတယ်အဲ့ဒါထားပါတော့ဗျာတတမမီတွေနားလဲအောင်ဗျာအဲ့ဒါဆိုတတမမီတို့ဒီကိုယ်ကလည်းစားချင်တဲ့သူကိုယ်ဒုက္ခပြတဲ့သူကိုကဘလို့ဘလို့နီးနေကလည်းစားချင်ရမလဲကိုယ်ရရင်ပြန်ရိုက်မယ်ကိုယ်မကောင်းကြရင်ပြန်မကောင်းကြရမယ်ဆိုတော့အဲ့ဒီကလည်းစားချင်နေရ level နေအဲ့ကျအစင်းမြင်တဲ့ကလည်းစားချင်နေတဲ့ကလည်းစားချင်မယ်ကိုယ့်ပေါ်သဘောထားတည်တည်နေတဲ့သူကကိုယ်ကသဘောထားကြီးမြတ်မှုနဲ့အနိုင်ယူမယ်နော်ဒေါသထွက်တဲ့သူကိုမေတ္တာနဲ့နိုင်မယ်နှမျောတုံ့တိုတက်တဲ့သူကိုပိတ်ကမ်းခြင်းဖြင့် အနိုင်ယူမယ်အဲ့ဒါအကောင်းဆုံးကလေးစားချိန်ပြီးဖျားပေးတဲ့နည်းပဲဆော့ဆော့ဘုံဘုံပြောသလိုခွေးကြိုက်ရင်ဗာတဲ့လေအပြံမကြိုက်ဘူးပေါ့အဲ့လိုမျိုးသဘောထားထည့်လိုက်နော်သူကတော့ပြောတယ်ငါပြန်မလုပ်ဘူးအဲ့ဒါမြင့်မြတ်တဲ့တကယ်အစ်စ်မြင့်တဲ့သူတွေကလုပ်ရပဲကိုကိုမကောင်းလာပြောတဲ့သူတွေကိုကဘုံဘုံပြောသလိုဆရာကြီးထားတယ်သူကအထင်သေးတဲ့ကြည့်လေးနဲ့ကြည့်ပြီးပြုံးပြီးကြည့်နေပြီးလိုက်နော်ဒီကောင် level နေသေးတယ်အတိညာတော်တော်ညင့် တော်တော်နည်းသေးတယ်ဒီဒီကောင်မလေးเนาะအဲ့ဒါမင်းနည်းနည်းစိတ်ထဲရင်ကြအောင်ကြိုးစားလိုက်အောင်လို့အဲကိုယ်စိတ်ထားလို့ပြောတဲ့ပုံစံလေးနဲ့နေလိုက်အဲ့ဒါအကောင်းဆုံးကလေးစားခြင်းကြီးပဲသူလှုပ်တဲ့အောက်ကသူပြန်ခံရလိမ့်မယ်ဟုတ်ပြီเนาะတာတာမမီလေးเนาะကိုယ်လှုပ်တဲ့သူကပြန်ကလေးစားခြင်းရင်သူ့လည်းအပြစ်ဖြစ်တယ်ကိုယ်လည်းအပြစ်ဖြစ်တယ်အဲ့ကြတော့ကိုကသူလှုပ်တဲ့အောက်ကသူတော့သူသွားလိမ့်မယ်ဟုတ်ပြီလားနားလဲလားဘုံဘုံဖြေတာနားလဲเนาะဟုတ်ပြီဗျာနားမလဲပြန်မေးကဲဘယ်သူမေးရောမလဲ Thank you.